အားလုံးပဲမင်္ဂလာပါရှင် Digital Fusion ကုမ္ပဏီမှကျေးဇူးပါတယ်ရှင်ဒီဗီဒီယိုလေးမှာဆိုရင်တော့ညီမက discount လေးတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ် discount လေးတွေကိုဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးပါမယ်ရှင် ဒီတော့ညီမတို့ကဒီ discount လေးကိုအသုံးပြုခြင်းတဲ့အခါမှာ discount က2မျိုး2ဆရှိပါတယ်။ဒီလိုမျိုး item တစ်ခုချင်းစီပေါ်မှာပေးရတဲ့ discount နဲ့စုစုပေါင်းကျသင့်ငွေပမာဏပေါ်မှာပေးရတဲ့ discount ဆိုပြီးတော့2မျိုးရှိပါတယ်။ဒီတော့ဥပမာအနေနဲ့ညီမက item လေးတစ်ခုချင်းစီပေါ်မှာ discount ပေးရတဲ့အကြောင်းလေးပြပြပေးပါမယ်။ဒါဆိုရင်တော့ဒီနေရာမှာ customer ကဒီ share ဆိုတာလေးကိုဝယ်ယူထားတာကတန်မှုပမာဏက3600ပါ။ ဒီ36000ကိုမှညီမတို့ကရှော့ငွေအနေနဲ့ဒီ36000နဲ့မှမှ9000ရှော့ပေးခြင်းเนาะဒီရှော့ငွေဆိုတာလေးမှညီမတို့ကပြောင်းလဲသတ်မှတ်ပေးလို့ရပါတယ် ဒီရှော့ငွေဆိုတဲ့အကွက်လေးကိုပေါ့နော်ညီမတို့ကဒီအကွက်လေးကိုနှိပ်လိုက်တာနဲ့မြားလေးပေါ်လာတယ်ဒီမြားလေးကိုနှိပ်ပြီးတော့မှမြန်မာကျပ်ငွေနဲ့ရှော့ချင်ရင်တော့ဒီမြန်မာကျပ်တန်ဖိုးကိုရှော့မဲ့9000ဆိုရင်9000လို့ညီမတို့ကရေးပြီးတော့မှအသုံးပြုမီဟူရွေးချယ်ပေးလို့ရပါတယ်ဒါဆိုရင်တော့3600မဟုတ်တော့ဘဲနဲ့9000ရှော့ပေးလိုက်တဲ့အတွက်ကြောင့်မလို့3500 9000လို့တွေးရမှာပဲဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲညီမတို့က မြန်မာကျန်းနဲ့မလျှော့ကျင်ဘူးရာခိုင်နှုန်းနဲ့လျှော့ကျင်နေဆိုရင်ထားပါတော့ဒီဒီရှက်ဆိုတာလေးကိုညီမတို့ကရာခိုင်နှုန်းနဲ့လျှော့ငွေလျှော့ပေးမယ်ဆိုရင်တော့ဒီနေရာလေးမှာကလေးလေးချပြီးတော့မှညာလေးကိုနှိပ်ပြီးတော့ MMK မဟုတ်ခင်တဲ့ ီဘက်ကလေးကိုကလစ်ချပြီးတော့ရာခိုင်နှုန်းကိုရွေးချယ်လို့ရပါတယ်ပြီးရင်တော့ကိုရှော့မဲ့ရာခိုင်နှုန်းတန်ဖိုးကိုရေးပေးလို့ရပါတယ်3%ရှော့ရင်တော့3လို့ရေးပြီးတော့အသုံးပြုပြီဆိုတာလေးကိုရွေးပေးလိုက်ရင်ဒီတန်ဖိုးပမာဏ9000ပေါ်မှာမှ3ရာခိုင်နှုန်းရှော့ပေးလိုက်တဲ့အတွက်ကြောင့်မလို့2100နှုတ်ပေးပြီးတော့စုစုပေါင်းကြတဲ့ငွေပမာဏက9000ပေါ်တော့ပဲနဲ့6900ဆိုပြီးတော့ကြာမှာပဲဖြစ်ပါရဲ့ရှင် ပြီးရင်တော့နောက်ထပ်တစ်ခုကညီမတို့ကဒီနေရာလေးမှာရှော့ငွေဆိုတာလေးပါပါသေးတယ်။ဒီရှော့ငွေဆိုတာကတော့ဒီစုစုပေါင်းကြတင်ငွေပမာဏမှာမှရှော့ငွေပေးတဲ့အပိုင်းလေးပဲဖြစ်ပါတယ်။ဒီတော့ညီမတို့ကဒီနေရာလေးမှာရှော့ငွေပေးခြင်းနဲ့ဆိုရင် ဒီမြောင်းလေးမှာနှိပ်ပြီးတော့မြမကျက်နဲ့ပေးခြင်းရင်လည်းရတယ်ဒါမှမဟုတ်ရာခိုင်နှုန်းနဲ့ပေးခြင်းရင်လည်းရပါတယ်ဒီလိုမျိုးညီမတို့ကသတ်မှတ်ပြီးလို့ရတယ်ဒါမှမဟုတ်ဘူးကိုကမြမကျက်နဲ့ပဲပေးခြင်းနဲ့ဆိုရင်တော့မြမကျက်လေးမှာရွေးချယ်ပြီးတော့ကိုရှော့မဲ့တန်ဖိုးပမာဏအစွန်ထွက်900ကို short ပေးခြင်းရင်900ဆိုပြီးတော့ညီမတို့ကရေးလိုက်လို့ရပါတယ် ဒါဆိုရင်တော့စုစုပေါင်းကြတဲ့ပမာဏက23,3900ကျတယ်။ဒါကဘာညီမတို့ကစတဲ့ငွေမှာရှော့ငွေရဲမှာ900ကိုနှုတ်ပေးပြီးတော့စတဲ့ငွေမှာ23,3000ပဲကျတော့မှာဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ဘူးရှော့ငွေကိုရာဂိုင်းနှုံးနဲ့ရှော့ကျင်တယ်ဆိုရင်လည်းညီမတို့ကရာဂိုင်းနှုံးလေးကိုရွေးချယ်ပြီးတော့ရှော့ပေးမယ်။ရာဂိုင်းနှုံးက9ရာဂိုင်းနှုံးရှော့ရင်9ဆိုပြီးတော့ညီမတို့ကရေးလိုက်လို့ရပါတယ်။ဒါဆိုရင်တော့ရာဂိုင်းနှုံးနဲ့ရှော့ပေးရပဲဖြစ်ပါတယ်ရှင်။ ီတော့ညီမတို့ကရခိုင်နှုန်းနဲ့ချော့ပေးလိုက်တဲ့အကြောင်းလေးပြောပြပြီးသွားပြီဒီပေါင်ထားလေးကိုညီမတို့ကကတ်စတမာကိုရောင်းချပေးမယ်ဒါဆိုရင်တော့ကတ်စတမာပေးရဲ့ပမာဏလေးကိုထည့်ပေးရမှာပဲဖြစ်ပါရဲ့ရှင်အဲဆိုရင်တော့ညီမကတိတ်ပြီဆိုပြီးတော့ပေါင်ထားလေးရောင်းထပ်ပြလိုက်ပါမယ်။ ဒီတော့ညီမတို့ကကိုရောင်းချလိုက်တဲ့ဒီပေါင်ချာလေးရဲ့မှာသွားပြီးတော့ကြည့်လို့ရပါတယ်ရှင်။ဒါဆိုရင်တော့ညီမတို့ရောင်းချလိုက်တဲ့ပေါင်ချာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီပေါင်ချာလေးမှာဆိုရင်ညီမတို့ကရှုပ်ငွေပေးလိုက်တာတွေရှိပါတယ်။ဒီတော့ညီမတို့ကဒီရှုပ်ငွေဆိုတဲ့နေရာမှာတန်ဖိုးပမာဏဝင်သွားတာပဲဖြစ်ပါတယ်။ဒီပေါင်ချာလေးမှာဆိုရင်တော့ညီမတို့ကဒီ T-shirt လေးနဲ့ shirt လေးကိုညီမတို့ဈေးလျှော့ပေးထားတယ်။ဒီတော့9000နဲ့10000ဆိုရင်9000ဖြစ်ရမယ့်နေရာမှာ9000မဟုတ်တော့ဘဲနဲ့ကြာတဲ့ငွေမှာ short ထားတဲ့တန်ဖိုးကိုပုံမှန်ပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်တစ်ခုအနေနဲ့ကိုကဒီလို shop ပေးလိုက်တဲ့ပတ်စံပမာဏတွေကိုပြန်ပြီးတော့ကြည့်ကျင်နေဆိုရင်လည်းအစီရင်ခံစာများတဲ့အမညီမတို့ကငွေစရင်အစီရင်ခံစာထဲမှာကြည့်လို့ရပါတယ်။ဒီထဲမှာဆိုရင်တော့အရှုံးမြတ်ထဲမှာကြည့်လိုက်မယ်ဆိုရင်ညီမတို့ရဲ့ထွက်ငွေရဲ့မှာဆိုရင်တော့အယောင်း short ဈေးဆိုပြီးတော့ကို shop လိုက်တဲ့တန်ဖိုးပမာဏကိုမြင်ရမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲတာယာအေဂျင်တော်နည်းရလေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။